ဆရာပဒေသာသမီးများတွေပထမဆုံးတဲတော့ကြလာတဲ့တေရနမိတ်ကကြတော့ The Star ဆိုတဲ့တေရနမိတ်ဖြစ်ပါတယ်။ဒီနမိတ်ကကြတော့ကံကြမ္မာကောင်းတာပေါ့။ကောင်းရုံမြမကကံကြမ္မာပွင့်လန်းခြင်းတွေပါရောနေတဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်။အဲတော့ကောင်းလည်းကောင်းတယ်ပွင့်လည်းပွင့်တယ်ပေါ့နော်။ဘလို့ကောင်းပြီးတော့ဘလို့ပွင့်မှာလဲတဲ့ဆရာပဒေသာသမီးတွေဟာမိမိတို့ရဲ့စီးပွားရေးတွေမိမိတို့ရဲ့အလုပ်ကိုင်းတွေမိမိတို့ရဲ့အကြံစီတွေစိတ်ကူးတွေ အောင်မြင်မဲ့ကံသာတာမျိုးရှိပါတယ်။အောင်မြင်ခြင်း ရောက်နေတဲ့ကံသာတာမျိုးရှိပါတယ်။ဒါလောက်ကံဒီဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗာမင်းသင်္ကာကဒီ Delta ဆိုတဲ့ Terranomic ကိုဒူဝင်ကျဲဆိုပြီးတော့နာမည်ပေးခဲ့တာပေါ့နော်။ဒူဝင်ကျဲဆိုတာလမ်းပြကျဲကိုညွှန်ပြတာပေါ့။အဲတော့ဂျာတာပရိသတ်သမီးတွေအတွက်ဒီချိန်ဟာလမ်းပြသွားမဲ့အချိန်မဟုတ်ပါဘူး။လမ်းကြောင်းတွေပေါ်ပေါက်မဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ အလုံးသေးကိုင်းတွေပေါ်ပေါက်တတ်တယ်အလုံးကိုင်းတွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်တယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်းနေတဲ့သူတွေဆိုရင်ဒီကာလတွေမှာလုပ်ငန်းတိုးချဲ့ပြီးတော့အောင်မြင်နိုင်မဲ့အကန့်အသတ်မျိုးရှိတယ်အလုံးကိုင်းတွေအကြံစီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေဟာတဲ့အဖက်ဘက်ကနေအဆင်ပြေမဲ့အကန့်အသတ်မျိုးရှိတယ်အော်ရဝေးဟာတရင်ကောင်းကြမယ်အချိန်ဖြစ်ပါတယ် ကော်မတီဝန်ထမ်းတို့အစိုးရဝန်ထမ်းအလုပ်တွေလုပ်ကင်နေတယ်ဂျာတာပရိသတ်သမီးတွေဆိုရင်အလုပ်မှာယာတုတိုးခြင်းတွေလာတာတိုးခြင်းတွေနေရာကောင်းရခြင်းတွေကြုံရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါလေဒါကတော့ကံကြမ္မာကောင်းတာပေါ့နော်အဲ့ဒီကောင်းတာကိုပတ်ဝန်းကျင်ဟာအထင်ကြီးခြင်းတွေလေးစားခြင်းတွေအောင်မြင်ခြင်းတွေပါရောတာပေါ့တော့ကိုလည်းအဆင်ပြေတယ်ကိုအဆင်ပြေမဲ့သတင်းစကားတွေလည်းပဲ ကိုယ့်ရဲ့လုပ်ငန်းနယ်ပယ်တည်တည်မှာပြန်ပွားတယ်။ကိုယ့်ရဲ့အဓိကတော့ဒီဒူဝင်ကျဲသရကတ်ကအမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာထူးထူးခြားခြားပို့ပြီးတော့ထုံးတောက်ထုံးပေါက်အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အမှုပညာလုပ်ငန်းတွေအစဉ်ပြေတတ်တယ်။အဲအမှုပညာစာပေဂီတဖန်တီးခြင်းနော်အဲ့လိုမျိုးရိုက်ကွေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပို့ပြီးတော့အဆင်ပြေတတ်တာပေါ့နော်နံပါတ်2ချက်က ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာပေါ့နော်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာမှာကျတော့ခွပလာ၃လုံးကိုကင်မြောက်ပြီးတော့အောင်ပွဲခံနေတဲ့ကံကြမ္မာနမိတ်ကြအဲတော့ငွေချင်းကံတရာလည်းပဲဂျာတာပရိသသမီးတွေအတွက်အထူးကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်ငွေချင်းကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရတတ်ငွေချင်းပေါ်ကြွယ်ဝတယ်အချိန်ကာလဖြစ်ပါတယ်ထီပေါက်တဲ့ကဲတော့ငွေတွေသွလိုက်ပြန်လိုက်ဝင်တတ်တယ်ရရကြည့်တဲ့ငွေတွေချော်ချော်မော်မော်ရတတ်တယ် ပေးစရာရှိတဲ့ငွေတွေချင်းလဲချောချောမောမောပေးဆက်နိုင်မဲ့ကံတရာမျိုးရှိနောက်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတရာကတော့မမျော်လင့်မဲ့နဲ့ရုပ်တည်းရဲ့စေုံစေကန်းတွေပါတယ်ရောက်ဝတ်တတ်တယ်မမျော်လင့်မဲ့နဲ့ခွဲစိတ်ကုသခံရတာမျိုးလေးတွေကြုံဝတ်တတ်တယ်နောက်လူမှုရဲ့အတိုက်ခံလေးတွေများတတ်တယ်မမျော်လင့်မဲ့နဲ့အတိုက်ခံကြုံတတ်တာပေါ့နော်လူမှုရဲ့လေးတွေတော့နည်းနည်းသတိထားမဲ့အချိန်ကာလလို့ပြောမှာပေါ့ ပေါင်းသင်းသက်သာရေးတွေအဆင်မပြေဖြစ်တတ်တယ်။လူမှုရေးအတိုက်အခိုက်ကနှမျိုးပေါ့။တစ်မျိုးကမိတ်ဆွေပေါင်းသင်းငယ်ချင်းတွေနဲ့လည်းအတိုက်ခံပေါ်တတ်တယ်။နောက်ဆွေမျိုးသားချင်းတွေနဲ့လည်းပဲမမျှော်လင့်မဲ့နဲ့အတိုက်ခံပေါ်တတ်တယ်။အဲဒီအတိုက်ခံနှစ်ခုကြုံတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံစားတာတွေမှကြတော့တော်တော်လေးကောင်းပါတယ်။သာဝတိသမီးတွေရဲ့ပညာရေးကံစားတာကောင်းတယ်။ပြေစုံမဲ့ဆောင်မွေကိစ္စတွေ အောင်မြင်မဲ့ကံတာမျိုးရှိတယ်။သင်္တန်းတက်မလို့ရည်ရထားတဲ့ကိစ္စတွေထွန်းတောင်းဖြစ်ထွန်းတတ်တယ်။ဟလာဝတဲ့ဒီမှာကနည်းနည်းလေးစိုးရင်ဒေါကတွေများတာပေါ့နော်။ဖြစ်မှဖြစ်ပါမလား။ရမှရပါမလား။အောင်မြင်မှအောင်မြင်မှမလားအဲ့လိုမျိုး ဖြစ်နေတတ်တော့။အဲ့တော့ပညာရေးကဏ္ဍစာမွေးဖြစ်ဆိုခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင် လုံးဝစိတ်မပူသင်ဘူးလို့ပြောမှဖြစ်ပါတယ်။ ။နောက်ချင်းနောက်နေပတ်သိရင်တော့ခွဲပလာကိုလုံးဆိုတဲ့နမိတ်ပေါ့နော်။ရွှေကလတ်တွေကိုပိုင်ဆိုင်ခွင့်ရတဲ့ကံကြမ္မာနမိတ်ဖြစ်တယ်။ဒီတဲတော်နမိတ်ထဲမှာ ပါတဲ့လူဟာတဲ့မျက်နှာမှာ ပြုံးစွင်နေတဲ့မျက်နှာသားရှိတယ်။အိမ်မှာမှကောင်းတာပေါ့။ဒါမှမဟုတ်ကျွန်တော်တို့ကြာသပတိသားသမီးတွေအခြေအနေပတ်သိရင်စိတ်တိုင်းကကောင်းမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အခြေအနေတော့ရအောင်မကဘူးပေါ့နော်။စေဘွားရေးတွေပါတွဲဖက်ပြီးတော့ကောင်းနေတာပေါ့။ တော့ကိုကြည့်သူလောက်ကနေတဲ့စီးပွားရေးလုပ်ငန်းတွေမှာတိတိတလာအောင်မြင်တဲ့သတင်းစကားတွေကြားမယ်ကိုမျိုးသားတို့ကိုဇနီးမယားတွေရဲ့လုပ်ငန်းခွင်တွေမှာ အောင်မြင်တဲ့သတင်းစကားတွေကြားမယ်အဖက်ဘက်ကနေအဆင်ပြေတတ်တယ်ဒီတိုင်မှာဂျာတော်ဒေသသမီးတွေရဲ့ကံတရားရာလုံးရင်ကောင်းလားမကောင်းလားလုံးတင်လားမလုံးတင်လားအဲ့လိုမျိုးပေါ့နော်ပြည်ရဖြစ်နေတဲ့ကိစ္စတွေဆိုရင်လုံးကိုလုံးတင်မှာလုံးတဲ့အတွက်လည်းအောင်မြင်မဲ့ကံတရားမျိုးတွေရှိပါတယ် ။ဒါကြောင့်လေးသားသမီးတွေအတွက်အကျိုးပေးတယ်၊ကံကောင်းတဲ့အရောင်လေးတွေရှိပါတယ်။အဖြူရောင်ရယ်နောက်တစ်ခုကအနီရောင်ရယ်ကောင်းပါတယ်။နှဲစာတေဆုံတို့တေစာနှဲဆုံစတဲ့နံပါတ်တွေရှားပြီးတော့ထီကန်စမ်းနေပါလေ။နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကော်ဖီနဲ့အုံးရည်တစ်ခွက်နဲ့ကတ်လူပူသွားပြီးတော့ဆုတောင်းပါနော်ကော်ဖီရတစ်ခွက်အုံးရည်ရတစ်ခွက် ဟာကတ်လူပူတော်ပြီးဆိုတော့မှမကောင်းတဲ့ကံတရာအញ្ញံကိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာ ဖြစ်ပါတယ်နော်ဒါကြတာပရိသတ်သမီးတွေတပတ်တာကာလမှာတွေ့ကြပါမယ်ကံကြမ္မာဆိုးကောင်းများတွေဒုက္ခကြေပွင့်တေရနမေဖာကြပေးကြတာဖြစ်ပါတယ်ကြာတာပရိသတ်သမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုယ်ကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လိုရာဆန္ဒတစ်လုံးတစ်ဝါးရရှိနိုင်ပါစေ ကျန်တဲ့အောင်လို့ဆောင်းနှမြောက်ကြပါစေလို့ယူရောမင်္ဂလာချမ်းနေလှိုက်လိုက်လဲလဲဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်။အဲတော့တခြားသာသမီတွေတွေပထမဆုံးကြလာတဲ့တေရောနမိတ်ကကြတော့ကင်းစွာဒုဗယင်ဆိုတဲ့နမိတ်ဖြစ်ပါတယ်။တေရောမှာဒုကေခွက်ကေဓာရဲကျဲရဲဆိုပြီးတော့လေးမျိုးရှိတာပါနော်ဒုခွက်ဓာကျဲအဲဒီမှာတော့ဒုပေါ့အဲဒုအုပ်စုတွေမှာမှဒီကကကြတော့ဘယင်ဆိုတဲ့ကတ်ကြတော့ ဲ့တော့တန်းတော်ကားဒီမှာကျတော့ဒုံချောင်းနမိတ်တရားဘာကိုညွှန်ပြတာလဲဆိုတော့အသည်စတင်ခြင်းအသည်ပေါ်ပေါက်ခြင်းအသည်ဖန်တီးနိုင်တာပေါ့နော် စိတ်ကူးအသည်ရည်ရွယ်ချက်အသည်အလုံးတည်နေရာတည်နိုင်ငံတည်ဒါလိုအဲ့ဒါတွေကိုညွှန်ပြတယ်တရားနမိတ်ဖြစ်ပါဒါကြောင့်တောကြသားသမီးတွေအတွက်အသစ်ပေါ်မယ်ပေါ့နော်။ဘာအသစ်တွေပေါ်မှာလဲဆိုတော့အလုတ်အသစ်တွေပေါ်မယ်။နေရာအသစ်ကို တွားရောက်ပြီးတော့စီပွားရှာဖွေလောက်ကန်ရတတ်တယ်။နောက်တစ်ခုကပတ်ဝန်းကျင်အတိတ်တွေနဲ့ကြုံဆုံရတတ်တယ်။မိတ်တဲ့ဆွေတိတ်တွေနဲ့ဆုံတွေ့ရတတ်တယ်။အကျံစီအတိတ်တွေနဲ့စတင်ရတတ်တယ်။အဲ့တော့ဒီချိန်မှာကိုယ့်ဘဝအတွက်အလုံးသိနေရာသိနိုင်ငံသိအသိအသိတွေအကန့်ကြမှာအခွင့်အရေးခွင့်လန်းအသိတွေလည်းပေါ်ပေါက်တတ်ပါတယ်။အဲ့တော့အဲ့ဒီနမိတ်တွေအားလုံးဟာကောင်းသောနမိတ်တွေဖြစ်ပါတယ်။ အလုပ်တွေပြောင်းဖို့အတွက်စိတ်ကူးရှိတဲ့တောက်ကြသားသမီးတွေအတွက်ဆိုရင် ပြောင်းသင့်တယ်အလုပ်တွေရှာဖို့ကြည်ရထားတဲ့သူတွေလွယ်လွယ်ကူကူရနိုင်တဲ့ကံတရာမျိုးရှိ လက်ရှိအလုပ်ကနေထွက်မယ်တခြားအလုပ်ကိုပြောင်းမယ်လက်ရှိနိုင်ငံနေပြီးတော့တခြားနိုင်ငံကိုပြောင်းမယ်အဟောင်းအဟောင်းသော အခြေအနေတွေကနေပြီးတော့အစ်စ်အစ်စ်သောအခြေအနေတွေကိုအပြောင်းအလဲလုပ်ဖို့အတွက် ကြိုးစားအားထုတ်နေတဲ့တောက်ကြသားသမီးတွေအတွက်ဆိုရင်အင်ပါတာမှာကောင်းသောနမိတ်ဖြစ်ပါတယ်။နံပါတ်2ချက်ကတော့ဒီအချိန်မှာကိုစိုက်တဲ့အပင်က ဖြစ်ထွန်းတာပေါ့နော်။အောင်မြင်တဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်။ဒါကြောင့်မလို့တောက်ကြသားသမီးတွေအားတဲ့မိမိတို့ရဲ့စီးပွားရေးတို့လုပ်ငန်းဆောင်တာတွေအတွက်ကွာလုပ်ငန်းတွေစတင်တဲ့အခါကြိုးစားတဲ့အခါဆောင်ရွက်တဲ့အခါလွယ်လွယ်ကူကူပဲဖြစ်မြောက်ပြီးတော့အောင်မြင်နိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ ဲ့တော့လုံရင်ကောင်းမလားမကောင်းလားလုံတင်လားမလုံတင်ဘူးလားစိတ်ထဲမှာဆုံးဖြတ်ချက်ချဖို့ခဲရင်နေတဲ့အကြောင်းကိစ္စတွေချင်းရဲရဲသာဆုံးဖြတ်ပြီးတော့လုတ်ကန်ဆောင်ရွက်တင်ပါနံပါတ်2ကကြတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာနမိတ်မှကြတော့ဒုတ်ရှစ်ချောင်းနမိတ်အဲဒီဒုတ်ချောင်းရှစ်ချောင်းဟာကောင်းငွေရနေပြီးတော့ပြန်တန်းလာတဲ့ကံကြမ္မာနမိတ်ကြပြန်ပြီးတော့စိုက်ရောက်လာတာပေါ့နော်သူ့ရဲ့နမိတ်ကအဲငွေကြီးတွေထွက်နေတဲ့ငွေတွေကိုယ့်စီကိုပြန်လဲပြီးတော့ဝင်ရောက်လာတတ် ငွေကြေးကိုအကြောင်းပြုပြီးတော့လေသတင်းကောင်းတွေကြားတတ်တယ်။ရရကြည့်တဲ့ငွေတွေချော်ချော်မမောရတတ်ပြီးတော့ကိုကပေးစရာရှိတဲ့ငွေတွေရှင်လည်းပဲတောက်ကြသားသမီးတွေအတွက်အစင်ပြေပြေနဲ့ချော်ချော်မမောပြန်လဲပြီးတော့ပေးဆက်နိုင်မဲ့ကံစားတာမျိုးတွေရှိပါတယ်။ဒါငွေကြေးနဲ့ပတ်သက်ပြီးတော့ပူပန်သောကရောက်နေတဲ့သူတွေရှင်လည်းပြေလည်သွားဖို့ရှိတဲ့ထိပေါက်တကယ်တော့ငွေတွေဝင်လာတတ်ပါလား။အမွေရတကယ်တော့ငွေတွေဝင်လာတတ်ဖို့ရှိပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ အစင်မပြေဖြစ်နေတဲ့လူတွေရှင်တော့စိတ်မပူနဲ့လို့ပဲပြောတင်ပါတယ်နော်။နောက်ကျမ်းမာရေးကျမ်းမာရေးမှာတော့ကဲရောနမိတ်ထဲမှာရှင်ပြန်ထမြောက်ဆိုတဲ့ကံကြမ္မာနမိတ်ကြတော့နော်ရှင်ပြန်ထမြောက်ဆိုတဲ့ကံကြမ္မာနမိတ်ကဘာကိုညွှန်ပြတာဆိုတော့သောတေးအားနေပြန်ရှင်နေတဲ့မကောင်းရာနေပြန်ကောင်းနေတဲ့ကျမ်းမာရေးညံ့နေရာနေကျမ်းမာရေးပြန်ကောင်းနေတေလူမျိုးပါယောဂဝေဒနာနှိမ့်ဆက်ပြီးသီးခံစားနေရာကနေပြီးတော့လွတ်မြောက်သွားမယ်ကံတာတာမျိုးရှိပါ တော့ဘယ်ဘက်ကနေအစဉ်ပြေခြင်းနေကံကောင်းခြင်းနေစိတ်ချမ်းသာအောင်မြင်ခြင်းနေကြုံရတတ်တဲ့ကံကြမ္မာနမိတ်ပါနည်းနည်းကောင်းတာမဟုတ်ပါဘူးအများကြီးကောင်းပါလေဒါကြောင့်တကြသာသမီးကျွန်တော်ရဲ့မိတ်ဆွေတဲ့မှာကျမ်းမာရေးညံ့နေတဲ့သူတွေအရှင်စိတ်မပူနဲ့လို့ပဲပြောချင်တာပေါ့နော်နောက်ဆွေမျိုးသားချင်းတွေထဲမှာမမျှော်လင့်မဲ့နဲ့နာရေးတွေပါလေပေါ်တတ်တယ်ကိုချစ်ခင်ရတဲ့ဆွေမျိုးသားချင်းတွေနဲ့ရုပ်တရည် နာရီကျမရီကိုအကြောင်းပြုတော့ခွဲခွာတာမျိုးတွေဖြစ်တတ်ပါတယ်။နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံစားတာတော့တော်တော်လေးကောင်းပါတယ်။ဒီချိန်မှာမိကောင်းဆွေကောင်းတွေကြုံမယ်၊ဆရာကောင်းသမားကောင်းတွေကြုံမယ်၊မိတ်ဆွေဆရာသမားတွေကောင်းကျိုးပြုမယ်။အာအကြံကောင်းကြံကောင်းတွေရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ချင်းတော်ရင်နဲ့ပတ်သက်တဲ့ကံစားတာမှာကြတော့တဖူးတဲ့တဖူးဆိုတာအယူကတ်ကြတာပေါ့နော်။အယူကကြတော့အယူကကအိဗျာကြတော့ရှစ်တူအခဲနောက်ဆိုအခဲအခြေအနေမျိုးတွေနဲ့ကြုံရတတ်ပါ အဲ့တော့လက်ရှိကိုယ့်ရဲ့အခြေအရာမကောင်းပြတ်မလား၊ကွဲမလားဆိုရင်ပြတ်လည်းမပြတ်ဘူး၊ကွဲလည်းမကွဲဘူး၊ရှေ့လည်းမဆက်ချင်တော့ဘူး။အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကံတရားတွေမကောင်းမကောင်းတာမှတော်တော်လေးအဆင်မပြေဖြစ်တယ်ဥပမာ။အဲ့တော့ကိုယ်ကကွဲကျင်တယ်မပေါင်းကျင်ဒါပေမဲ့အခြေအနေအကြောင်းမျိုးမျိုးနဲ့ကွဲကျင်ပါရဲ့နဲ့ဆက်ပေါင်းနေရတာလို့မပေါင်းကျင်ပါနဲ့ဆက်ပြီးတော့ပေါင်းနေရတာလို့အဲ့လိုမျိုးတွေကြုံရတတ်ပါ ဒါလို့အချိန်တော်နဲ့ပတ်သက်ရင်လည်းပဲစိမ်မောလူမောဆိုတဲ့အခြေအနေမျိုးတွေကိုကြုံရတတ်တာပါနော်။ဒါမလို့အချိန်တော်နဲ့ပတ်သက်တဲ့ကံတရားမှာကြတော့ဘာမှဆုံးဖြတ်ချက်မချဘဲနဲ့အခြေအနေတွေကိုစောင့်ကြည့်တင်ပါ။ဒါကြောင့်စီးပွားရေးနဲ့ပတ်သက်တဲ့ကံစားတာတွေလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်တဲ့ကံတာတာတွေမှာကြတော့ဒါအဖက်ဖက်ကနေပြီးတော့အဆင်ပြေခြင်းတွေ၊ကံကောင်းခြင်းတွေ၊စိတ်ချမ်းသာရခြင်းတွေကြုံမယ်။ အဲ့တော့မိမိတို့စ조사ဆောင်ရွက်တဲ့လုပ်ငန်းဆောင်တာတွေဟာတိတိတသာအောင်မြင်မဲ့ကံတရားမျိုးလေးတွေရှိတာပေါ့နော်အဲ့တော့သာသာသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရာလေးတွေရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အစိမ်းရောင်နဲ့အနဲ့ရောင်နဲ့ကောင်းပါတယ်နော်ဒီလိုဓာတ်တွေကံလမ်းမဲ့တို့ဓာတ်တွေဝါသနာပါတဲ့တောက်ကြသာသမီးတွေဆိုရင်လေးစား9ုံတို့9စား4စုံစတဲ့နံပါတ်လေးတွေရှာပြီးတော့ထိုးပါနော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ယာကုနော်ယာကုစွန်ယာကုဆိုတာစံပြုတ်ပေါ့နော်ယာကုစွန်ကတ်လူဘူးသာပြီးတော့ဆူတောင်းပါအဲဒါဆိုရင်တောက်ကြသားသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံတရာအញ្ញံကိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိသင်မှာဖြစ်ပါတယ်တောက်ကြသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကြမ်းမှာစိတ်ချမ်းသာလိုရာဆန္ဒပြေပါစေလို့အယူတော်မင်္ဂလာချမ်းနေအလေးနဲ့ဆူတောင်းမြတ်တာပို့သလိုက်ပါတယ် စနေသားသမီးတွေအတွက်ပထမဆုံးကြလာတဲ့တေရောနမိတ်ဟာဆိုရင်တော့ကံကြမ္မာလှဲဘိန်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။ကံကြမ္မာလှဲဘိန်းအဲ့တော့လှဲဘိန်းတွေကိုမြင်ပြီးဆိုရင်အပြောင်းလဲဖြစ်လဲပတ်မဲ့သဘောဖြစ်တဲ့ရတ်တန့်နေတာတွေအလုံးလဲသွားမယ်။စိုးနေတာတွေအလုံးကောင်းသွားမယ်။အဖက်ဘက်ကနေပြီးတော့အဆင်ပြေခြင်းတွေ၊ကံကောင်းခြင်းတွေ၊စိတ်ကျမ်းသာအောင်မြင်ရခြင်းတွေကြုံရတတ်တဲ့ကံကြမ္မာမျိုးရှိပါတယ်။အဲ့တော့ကောင်းသော အပြောင်းလဲတွေဖြစ်မယ်တဲ့။အဲ့တော့ဘာတွေအပြောင်းလဲတွေဖြစ်နိုင်လဲဆိုတော့စနေသားသမီးတွေဟာ အလုတ်ပြောင်း နေရာပြောင်းနိုင်ငံပြောင်းအလုတ်နေရာပြောင်းလဲတွေနိုင်ငံပြောင်းလဲတွေဌာနပြောင်းလဲတွေလုပ်ငန်းပြောင်းလဲတွေအတွက်စူးစမ်းနေတယ်မျှော်လင့်နေတယ်စနေသားသမီးတွေဆိုရင်အင်မတန်မှကောင်းသောနှမိတ်ဖြစ်ပါတယ်ဒီကလာမှာအပြောင်းလဲတွေအတွက်အပြောင်းရွှေ့ကိစ္စတွေဆိုရင်ထူးထူးခြားခြားအောင်မြင်မှုရတတ်တဲ့အချိန်ကလာမျိုးဖြစ်တယ်နံပါတ်1ကတော့ကာလကြာကြီးထင်းငော့နေတယ်ကြန့်ကြာနေတယ်ရက်တက်နေတယ် စီးပွားရေးလုပ်ငန်းဆောင်တာနဲ့ပတ်သက်တဲ့ကိစ္စတွေဟာတိတိတသာတိုးတက်ပြီးတော့အောင်မြင်သွားနိုင်တဲ့ကံတရာမျိုးရှိပါတယ်။ညောစရေသားသမီးတွေရဲ့ကံတရားမှာစီးပွားရေးတွေရပ်နေသလားလုပ်ငန်းတွေရပ်နေသလားအကြံအစီတွေရပ်နေသလားမတိုးတက်ဘူးလားအဲ့ဒီရပ်တန့်နေတဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေဟာတိတိတသာတိုးတက်ပြီးတော့ကံကောင်းပြီးတော့အောင်မြင်သွားမဲ့ကံတရာမျိုးရှိပါတယ်။ နောက်တစ်ခုကဒီကလာတွေမှာအပြောင်းလဲတွေကြုံတတ်တယ်အဲ့ဒီအပြောင်းလဲတိုင်းအပြောင်းလဲတိုင်းကလည်း Queen of Fortune ဆိုတာကံကြမ္မာရဲ့အကောင်းဆုံးအပြောင်းလဲကိုညွှန်ပြတာပေါ့နော်ဒါကြောင့်ကောင်းတဲ့အပြောင်းလဲဖြစ်ပါတယ်ဒီကလာမှာအပြောင်းလဲတွေကိုမကြောက်ပါနဲ့ဘဝမှာမြည်သည့်အကြောင်းအရာမြည်သည့်အပြောင်းလဲတွေပဲလာလာအဲ့ဒီအပြောင်းလဲတိုင်းအပြောင်းလဲတိုင်းဟာကိုယ့်ရဲ့ကံတရားအတွေ့ပုံမိုပြီးတော့လင်းလက်ဖို့ပုံမိုပြီးတော့တောက်ပါဖို့ပုံမိုပြီးတော့ကောင်းမွန်ဖို့အတွက်ပြောင်းလဲတဲ့အပြောင်းလဲတွေဖြစ်ပါတယ်နော် နောက်တစ်ခုကကာလကြာကြီးထင်းငွနေတဲ့ကြံ့ကြာနေတဲ့ရောင်းရွယ်တာကိစ္စတွေဆိုရင်အိမ်ရောင်းတာတွေခြံရောင်းတာတွေကားရောင်းတာတွေပစ္စည်းရောင်းတာတွေအဲ့လိုရောင်းမထွက်တဲ့ကိစ္စတွေလွယ်လွယ်ကူကူနဲ့ရောင်းထွက်သွားနိုင်တဲ့ကံတာတာမျိုးတွေမှာရှိပါတယ်။ဒါကြောင့်တော်တော်လေးကောင်းတယ်လို့အကြံဉာဏ်ပေးခြင်းပါတယ်။ရှေ့ဆက်စီးပွားရေးကံတာတာတွေကောင်းမယ်အလုပ်ကိုင်းတဲ့အကြံတီတွေစိတ်ကူးတွေရွေးချက်တွေကောင်းပါလိမ့်။နံပါတ်၄ချက်ကတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်။အဲ့ဒါထူးထူးခြားခြားပို့ပြီးတော့ကောင်းနိုင်တဲ့ကံတာမျိုးရှိရှိ ွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ပူပန်တော့ကกินမယ်ကိုယ်အနေနဲ့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့လုံမယ်လို့စိတ်ကူးထားတဲ့ကိစ္စတွေဆိုရင်တိတိသာသာလောက်ကင်ပြီးတော့အောင်မြင်နိုင်တဲ့အနေအထားမျိုးရှိတယ်။နောက်လူမှုရေးမှာဆိုရင်ကျဲပွင်းကိုးပွင်းဆိုတဲ့နမိတ်ပေါ့နော်။ကျဲပွင်းကိုးပွင်းကကြတော့ဒါလူမှုရေးကံစားတာအထူးကောင်းတာပေါ့။လူချင်းလူကင်များမယ်။ပေါင်းတဲ့သက်သာရေးတွေအဆင်ပြေမယ်။လူအများကြီးချစ်ခင်မှု လေးစားမှုတန်ဖိုးထားမှုကို လွယ်လွယ်ကူကူနဲ့ရနိုင်တဲ့ကံတာတာမျိုးရှိတယ်။အဲ့တော့လူမှုရေးကဏ္ဍတွေမှာနာမည်ကုန်သတင်းတွေကြော်ကြားမယ်အကျိုးပေးခြင်းတွေရှိတယ်ပေါ့နော်။နောက်တစ်ခုကကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်တဲ့ကံတာတာဆိုရင်ခွဲပလား၃လုံးဆိုတဲ့နမိတ်ကြတာပေါ့။အဲ့တော့ငွေကြေးကဏ္ဍတွေမှာတူတူကြကြကံကြမ္မာကောင်းတယ်။ရစရာကြီးတဲ့ငွေတွေချော့ချော့မော်မော်ရမယ်။ပေးစရာကြီးတဲ့ငွေတွေချော့ချော့မော်မော်ပေးစမ်းနိုင် ငွေကြေးနဲ့ပတ်သက်ပြီးတော့တူကောင်းတရားကောင်းလှုပ်တာတဲ့အများစုပေါင်းပြီးတော့လောက်ကင်ဆောင်ရွက်ပြီးတော့အောင်မြင်မဲ့ကံတရားမျိုးတွေရှိပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီမှာဆိုရင်ကျမ်းမာရေးပေါ့ကျမ်းမာရေးနဲ့ပတ်သက်ရင်ကိုယ်ကိုယ်တိုင်ကတော့ကျမ်းမာရေးအញ្ញံခိုက်တွေမရှိပါဘူး။ကျမ်းမာရေးကံတရားတွေကောင်းတယ်။ဒါပေမဲ့အဲ့လိုပဲကျမ်းမာရေးကိုအကြောင်းပြုပြီးတော့ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကျမ်းမာရေးညံ့လို့လက်အောက်ငယ်သားတွေနေထိုင်မကောင်းလို့လက်အောက်ငယ်သားရဲ့ကျမ်းမာရေးတွေပူပန်ရတာလို့အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်။ ။နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံတရာတွေမှာဆိုရင်ကျယ်ဝင်၃ဝင်တဲ့နမိတ်ကြတာပေါ့နော်။ကျယ်ဝင်၃ဝင်ဆိုတာအင်္မာမကောင်းသောနမိတ်ဖြစ်တယ်။ဒါတို့ကသူကနိုင်ရမှာကပီးထိုးတဲ့နမိတ်ဖြစ်တယ်။မှတ်ကြောက်တင်တဲ့နမိတ်ဖြစ်တယ်။အဲ့တော့စနေသားသမီးတွေအတွက်ပညာရေးနဲ့ပတ်သက်တဲ့ကံတရာကတော့တော်တော်လေးကောင်းတယ်လို့ပြောမှဆိုရင်ပြောရပါလေ။အထူးကောင်းတာပေါ့နော်။အဲ့တော့သင်တန်းကိစ္စတွေအောင်မြင်တတ်တယ်၊စောင်းပွဲဖြစ်သူမဲ့ကိစ္စတွေထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့ဖြစ်ထွန်းအောင်မြင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် ။နောက်ချေးနောင်နဲ့ပတ်သက်ရင်တော့သူကကျဲပွင်းနမိတ်ပေါ့နော်။ကျဲပွင်းလူလင်းဆိုတဲ့နမိတ်ကြတယ်။ချေးရဲ့အတွက်စိတ်ချမ်းသာရခြင်း။အိနောင်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာရခြင်း။ချေးရဲ့အိနောင်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာပူပန်သောကကင်းခြင်းစိတ်ချမ်းသာရခြင်းတွေကြုံမယ်။အကျိုးပြုခြင်းတွေခံတတ်တာပေါ့နော်။တော်တော်လေးကောင်းမှာနည်းနည်းမဟုတ်ပါဘူး။အများကြီးကောင်းမှာ။နောက်စရေသားသမီးတွေရဲ့တပတ်တာကာလကံကြမ္မာအဆိုးကောင်းနေမှာဆိုရင်တော့အကောင်းနှမိတ်တွေများတယ်လို့ပြောရမှာဖြစ်ပါတယ်။အဓိကတော့ အပြောင်းလဲတွေဖြစ်တတ်တာပေါ့နော်အဲ့ဒီအပြောင်းလဲတိုင်းအပြောင်းလဲတိုင်းဟာကောင်းသောအပြောင်းလဲတွေဖြစ်မယ်ဒါကြောင့်အပြောင်းလဲတိုင်းအပြောင်းလဲတိုင်းကိုဝယ်ကန်းလုပ်ပါအပြောင်းလဲတိုင်းအပြောင်းလဲတိုင်းကိုလိုက်လျောညင်ညွအောင်စ조사အထောက်တင်တယ်အဓိကနောက်တစ်ခုကဟောခက်ခဲနေတဲ့ကိစ္စတွေရပ်တန့်နေတဲ့ကိစ္စတွေအားလုံးပြည်သူသားကံကြမ္မာပွင့်လန်းပြီးတော့စတင်လေပတ်တောင်းမဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတော်တွေမှာလည်းတော်တော်ကြာကြာအကျိုးပေးပြီးတော့ကံကောင်းပြီးတော့ အောင်မြင်မှုတွေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နော်ငွေကန်ခြေကန်တွေကောင်းတယ်လူမှုရေးတွေဆွေမျိုးသားချင်းကဏ္ဍတွေနော်ပညာရေးကဏ္ဍဘာသာရေးနဲ့ပတ်သက်တာတွေအဋိဋ္ဌံတွေအလူအဒန်းတွေတည်ကြပေါက်လုပ်ဖြစ်မယ်တဲ့နော်တော်တော်လေးကောင်းပါလားအဲ့တော့ကျွန်တော်စနေသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းစေတဲ့အယောင်လေးတွေကတော့အနဲ့ရောင်နဲ့အပြာရောင်နဲ့ကောင်းပါတယ်အကြောင်းချင်းကိစ္စကြီးတဲ့ကအနဲ့ရောင်လေးတွေအပြာရောင်လေးတွေဝတ်ပါဆောင်ပါ ။နောက်ထီတို့ဓာတ်တွေကံသမဲတို့ဓာတ်တွေဝါသနာပါတဲ့စနေသားသမီးတွေကကြတော့ခွန်အစ6ဆုံးတော့6စာ9ဆုံးတို့စတဲ့နံပါတ်တွေရှာပြီးတော့ထိုးပါမြတ်စွာဘုရားရှင်ကတော့မြတ်ကြီးကိုထန်းသီးမုံလို့ဘာလို့ကတ်လူပူသွားပြီးတော့ဆူတောင်းပါနော်ထန်းသီးမုံမရတဲ့အရဒေသတွေဆိုရင်တော့တဲ့နှင်းစီပန်းရယ်တပြေပန်းရယ်ပူပြီးတော့လှူပါ ကိုယ်ကမကောင်းတဲ့ကံတရားအညံ့ကြိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကျမ်းမှာစေကျမ်းသာလိုရာဆန္ဒရပြည့်ဝပါစေလို့ယူရောမင်္ဂလာချမ်းနေလိုက်လိုက်လည်းလည်းဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။